ရှိုင်းရဲ့မူဝါဒတွေကိုအမေရိကန်မျိုးကြီးတွေမှာလူထောင်နဲ့ချီဆန္ဒပြ။တာမာဒေါ်နယ်ထရိုင်ရဲ့မူဝါဒတွေကိုစတင်ကြောင်းအမေရိကန်ရဲ့မျိုးကြီးတချို့မှာလူထောင်နဲ့ချီဆိုပြီးဆန္ဒပြခဲ့ကြပါတယ်။ AB ဆက်ကိုယနေ့ကမြို့တော်ဝါရှင်တန်မစီတီအပါအဝင်မြို့ကြီးတွေမှာပြုလုပ်တဲ့ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကထရန့်အစိုးရကရှေ့ပြောင်းခြေချသူတွေကိုအသိဉာဏ်နဲ့နေနေတာ အစိုးရဝန်ထမ်းတွေကိုအလုပ်ထောက်တာတွေအပြင်ဒါစာနဲ့ပြီးရင်စစ်ပွဲဆိုင်ရာမူဝါဒတွေကိုပါစတင်ခဲ့ကြတာဖြစ်ပါလိမ့်။အိမ်ဖြစ်တော်ရှိမှလူစုတွေစာနာပြပွဲမှာတော့လောက်သမားတွေမှာလည်းလောက်ပိုင်ခွင့်ရှိတဲ့ကြောင်းဒီလိုအုပ်ဆုံးနေတာကိုလက်မခံကြောင်းကြီးတော်ခဲ့ကြသလိုအစ်ရွှေကိုလက်နဲ့တက်စနာတွေရက်ဖို့လေတောင်းဆိုနေခဲ့ကြပါလိမ့်။စနပြသူတွေထဲမှာအရှိပြောင်အခြေချသူတွေရဲ့အခွင့်အရေးအတွက်တောင်းဆိုသူတွေဘာလက်ဆိုင်ကိုထောက်ခံသူတွေလည်းပါဝင်ခဲ့ကြပါသည် လာသူဆန္ဒပြပွဲတွေဟာနယူးယောက်ချီကာဂိုနဲ့နောက်ထပ်ဒါဇင်နဲ့ချီတဲ့မြို့တွေမှာလည်း AP 19ရက်နေ့ကပေါ်ပေါက်ခဲ့ပါတယ်။ဆန်ဖရန်စစ္စကိုမှာတော့ယာနဲ့ချီတဲ့ဆန္ဒပြသူတွေဆွေးပြီးထရက်ကိုတရားဝင်ဆော့ဆွဲပြစ်တင်မှုယာလူနေရာကနေဖယ်ရှားဖို့ဆောင်ဆိုတဲ့စာသားကိုပုံဖော်ခဲ့ကြပါတယ်။ထရက်ဆန္ဒဝိုင်းလာမှာတမရဖြစ်လာချိန်ကလေးကယူကရိန်းရဲ့ဥရောပမဟာမိတ်တွေအပေါ်စိန်ခါပြတ်သားတဲ့သဘောထားတွေပြတ်သားလာပြီး ဆာဆာစစ်ပွဲမှာတော့အစ္စရေးကိုအလုံးစုံလိုက်ပြောကူညီမှုတွေရှိလာခဲ့ပါတယ်။ဒါပြီးအမေရိကန်ကိုတရားမဝင်ရောက်ရှိခိုးလုံနေသူတွေကိုချိုခွင်းပြီးနေနေနဲ့ဒီရပြန်ဖို့တဲ့အစီအစဉ်တွေကိုဒီနေ့အားလိုက်လောက်ဆောင်လာနေပြီးသူရဲ့နိုင်ငံရေးမဟာမိတ်အီလွန်မတ်ကဦးဆောင်ပြီးအစွမ်းရဝန်ထမ်းပေါင်း2သိန်းကျော်ကိုလည်းအလုပ်ထုတ်ပေးထားခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်